ဒါပြန်ခုကထိန်ခံယူတော်မူတဲ့ဇေယသီရိစရောနဲ့ဟောတပည့်သားမိဒီနော်စရောတွေကတော့မသိမဲ့ဘုန်းကြီးဘယ်နှပါ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 ဘုရားဘုန်းကြီးတွေလည်းဘုနာသိပဲမဟုတ်လားဘုနာပါဒါကမတွေလည်းဘုနာပါပါဘုရားအဲမန္တလေးမိုးမနာမသိဆေးလေးမြန်မတွေ့ဘူးလားတွေ့ပါဘုရား မဈေးကျိုလည်းပေါ့မှာမောမနာမသိသိရှိဆိုကြောင်းနေတာကြောင်းနေတာပဲမဟုတ်စင်တုံးမနွယ်တို့ငုမြစ်တို့ဟုတ်လားအုံနဲ့မြစ်တို့ဆိုမလဲဈေးပေါ်တဲ့လူတော်ပဲနေမှမသိဟုတ်လားဒါကြောင့်ပထမစကားတစ်လုံးကခန္ဓာရှိရင်ရောပါဘာလို့မထားတစ်လုံးဒုတိယစကားတစ်လုံးကကိုနာသေးသည်ခန္ဓာအလုံးဖြစ်သည် ဩနာတိဘုသူလုံးလဲဘာဖြင့်ဆိုလိုက်ဩနာသေးသည်ဩနာသေးသည်ခန္ဓာအလုတ်သာဖြစ်သည်ခန္ဓာအလုတ်သာဖြစ်သည်သုံးကဩနာသေးသည်ခန္ဓာအလုတ်သာဖြစ်သည်ဩနာသေးသည်ခန္ဓာအလုတ်သာဖြစ်သည်ဩနာသေးသည်ခန္ဓာအလုတ်သာဖြစ်သည်ဒါဖြင့်ဩနာသေးကခန္ဓာအလုတ်ဆိုတော့ ကိုယ်လုပ်ငန်းကဘာလဲလို့ပြန်ကြည့်လိုက်တော့ဒါနာသီလဘာဝနာအဲ့ဒါကိုယ်ပိုင်လုပ်ငန်းကိုယ်ပိုင်လုပ်ငန်းကဒါနာသီလဘာဝနာခန္ဓာအလုတ်ကဒါနာသီလဘာဝနာခန္ဓာအလုတ်ကဒါနာသီလဘာဝနာကိုယ်အလုတ်ကဒါနာသီလဘာဝနာကိုယ်အလုတ်သူ့အလုတ်ညီမစေ ကိုယ်အလုတ်ကြတော့သူ့အလုတ်လို့ထင်တတ်တယ်နော်ကိုယ်အလုတ်ကိုသူ့အလုတ်ထင်တတ်တယ်သူ့အလုတ်ကြတော့ကိုယ်အလုတ်လို့မြင်တတ်တယ်ဟုတ်လားသူ့အလုတ်ကိုကိုယ်အလုတ်လို့မြင်တတ်မြင်တတ်တယ်ဒါကြောင့်အထင်မှားအမြင်မှားတဲ့သတ္တဝါအများတဲ့မှာကိုယ်မပါဝင်တတိညာဆောင်ရွေးနော် အထင်မှအမြင်မှနေတဲ့တတ္တဝါတွေထဲမှာကိုမပါဝင်အောင်တတိညာဆောင်၍ယုံနံတို့ရဲ့အဖြစ်ပြက်ကိုမြင်အောင်ကြည့်ပြီးတော့ကိုယ်ကိစ္စတွေ့တဲ့ကြုံခဲ့တဲ့သာသနာတွင်မှာရှင်းမြတ်စွာကြိုးစားအားထုတ်ရမှာသည်ဘုန်းကြီးတို့ပြိဿရဲ့တာဝန်ပဲပေါ့မှန်ပါဗျာဒါကြီးရတာအဲ့ဒါကိုမြင်တာနော်အဲ့ဒီလုပ်ငန်းကိုမြင်တာအဲ့ဒါလည်းမြင်လာရော ဘုန်းကြီးတို့တရားဒီတယ်ဓမ္မဒါနသီလဘာဝနာအလုပ်ကိုအားမထုတ်ပဲနေအောင်မလားနေပါဘူးခင်ဗျာဟောသူများအတင်းနေပြောအောင်မလားပြောပါဘူးခင်ဗျာနော်မလုပ်တော့အများကြီးရှောင်ကျဉ်သွားတယ်နော်မှန်ပါဘူးနှုတ်ကိုလည်းထိမ့်လာကိုယ်ကိုလည်းထိမ့်လာထိမ့်လာဒါကြောင့်ခုနကဘုန်းကြီးပြောတယ်ဟုတ်လားဘာလူအပ်တယ်လဲအသိလေးလူနေဘာလေးလူလဲသိလေးပါဘူးခင်ဗျာဟေး ဘာကြီးရတာအဲ့ဒါတွေလည်းသိလာရော မြတ်စွာဘုရားနဲ့ချင်းကပ်ပြီးပပဇေတုမှန်ပန်းနေဘဂဝါမြတ်စွာဘုရားတပည့်တော်ကိုသင်္ကန်းကိုပေးပါတော့လို့ခွင့်တောင်းပါတယ်တဲ့အိမ်မှာနေလို့ရှိမြင့်မြတ်တဲ့ဤဗြဟ္မစရိယကိုကျင့်သုံးနိုင်မှာမဟုတ်ဘူးတဲ့မြင့်မြတ်တဲ့ဤဗြဟ္မစရိယကိုအချိန်ပြည့်အားထုတ်နိုင်မှာမဟုတ်ဘူးတဲ့အချိန်ပြည့်မှာအားမထုတ်နိုင်လို့ရှိရင်ဩနာသေးကမြင်မြတ်လွတ်မှာမဟုတ်ဘူးဆိုပြီးတော့ အကုန်လုံးရှိသည်များစည်းစိမ်ပြီးစွန့်ပြီးတော့ဘုရားဓမ္မသင်္ကန်းဝတ်ပို့လာခွင့်တော်မှာတဲ့ခွင့်တော်မီရလေဆိုမြတ်စွာဘုရားကခွင့်ပြုတဲ့ယဟန်ဖြစ်တယ်ယဟန်ဖြစ်တော့သူ့အသက်သူပြန်ကြည့်လိုက်နေ့ဒီမလားညဒီမလားဖြစ်နေတယ်တဲ့မတော်လို့များသိသွားကြလို့ဓမ္မတပူမမရသိရင်နောက်ဒီလိုဘုရားနဲ့တွေ့ဖို့ဆိုတာမလွယ်တော့ဘူးဒီလိုသာသနာနဲ့တွေ့ဖို့ဆိုတာမလွယ်တော့ဘူး ဘုရားမြတ်စွာသာသနာတွင်မှာရှိတဲ့တရားအသိအကျင့်မြတ်ဒီကျင့်ပြီးအသိမြတ်ဒီရဖို့ဆိုတာမလွယ်ဘူးလို့ဆိုတာဒါအသိမို့လားမှန်ပါပါဘုရားဒီအသိလူတိုင်းကြီးဘုမလွယ်ဘူးเนาะမှန်ပါပါဘုရားဒီအသိလူတိုင်းရဖို့လည်းမလွယ်ဘူးဒါတော့ဘာကြီးရဒီအသိကိုရလာတော့အသိရလာတဲ့လူဟာ ပြင်းဤဖင်တွဲမှုရှိဦးမလားရှိပါဘူးဗျာတရာတရားဖြစ်ဖို့ဆိုတာဝရိယကလည်းထောက်ခံပေးရတယ်เนาะမှန်ပါဘူးတရာတရားမှမရှိဘူးဆိုရင်လည်းဘုန်းကြီးတို့တရားတော်မှာကြီးအသိလည်းမဖြစ်ဘူးသိဖြစ်ဖို့လည်းမလွယ်ဘူးเนาะဒီတော့ဘာကြီးရဟာအဲ့ဒီအသိဉာဏ်นี่ရပြီးတော့ဘုရားကြီးပြေးပြီးမြတ်စွာဘုရားနိဗ္ဗာန်ချင်းကရိုးသေးစွာရှ िख ိုးပြီးတော့ဘာလျှောက်လဲလို့ဆိုတော့ တာရုမေပန်းနေဘဂဝါဘာနေမြတ်စွာဘုရားဘဂဝါဘာနေဘုန်းတော်ကြည်တော်မူပါသောမြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားဒီမာဘုရားတပည့်တော်ကိုတန်ခိတ်ဒီနာအကျဉ်းချုပ်အပြင်ဓမ္မတရားကိုဒီသိတုဟောတော်မူပါဒီသိတုမေပန်းနေဘဂဝါဓမ္မတန်ခိတ်ဒီနာအမြတ်စွာဘုရားတပည့်တော်ကိုအကျဉ်းချုပ်ပြီးတော့တရားဟောတော် နော်အဲ့ဒါကြည်ကြည်ကြီးမဟုတ်ပါနဲ့ဘာမှုလို့အချင်းချို့ဟောခိုင်းတာလဲလို့ဆိုတော့ဘာဖြစ်လို့ဒီကံဒီလို့ဓာတုမေဘာနေဘဂဝါဓမ္မံဘာနေဘုံတော်ကြည်တော်မူပါတော်မြတ်စွာဘုရားဘဂဝါမြတ်စွာဘုရားဒီမံဘုရားတပည့်တော်ကိုဓမ္မတရားကိုဒေသေတုဟောတော်မူပါသာဓုအာယတမိတပိတော်တောင်းမှာပါဤနော် တပိတော်ချင်းချုပ်ပြီးတော့တရားဟောတော်မူပါတပိတော်တောင်းပန်ပါတယ်။ဘာဘူးလို့ဒီလိုအချင်းချုပ်တရားတောင်းတယ်လဲဆိုတော့သေကံကြီးလို့ဟုတ်လားမှန်ပါပါဘုန်းကြီးတို့တက္ကမကြီးကဘာဘူးလို့အချင်းချုပ်တောင်းတာတော့ကဆုံးချက်เสียရှိသေးလို့ဒီလိုဖြစ်ဟောတက္ကမကြီးနောက်ပိုင်းကမနေ့တန်ခါဒီကတ်เสียဆုံးချက်เสียရှိသေးတယ်မို့လားမှန်ပါပါအချင်းချုပ်ဟောပါလို့ဒီလိုတောင်းတာပေါ့ ဆုံးချက်စရာရှိသေးလို့အချင်းချုပ်တောင်းတာနော်။ဘာဘူးလို့ဒီစကားလွှဲပြောရတယ်ဆိုတော့မှောင်လဲမှောင်ရင်တော့တယ်လီဗေးရှင်းကလည်းပြရပြန်လို့ရှိတော့ဟုတ်လား။ချင်းမို့ပြင်တော့တယ်လီဗေးရှင်းရှိသေးလို့လို့ပြောရတယ်။နော်။ဒါတော့တရားတောင်းလို့လေးတောင်းတာမဟုတ်ဘူးနော်။ရသဘုရားတပည့်တော်ကိုအချင်းချုပ်ပြီးတရားဟောတော်မူပါတောင်းပြီးတော့ တောင်းယူတောင်းတာပဲဘုရားကလည်းတောင်းလို့ဟောတာပဲဟောတဲ့ပုဂ္ဂိုလ်ကလည်းဟောထသွားတာပဲနားတဲ့ပုဂ္ဂိုလ်ကလည်းနားပြီးထပြန်သွားတာပဲဒီနေ့ခေတော့ဒါမျိုးတွေများတာပဲအဲ့တော့ဘာကြီးရကဘာဆက်လျှောက်တော့ဆိုတော့ယမဟံဘဂဝတ္တဓမ္မသုတ်တော်ဟာဤကောဝုပကတ္တောအပ္ပမတ္တောအာတာပိပဟိတတောဝိဟရေယံလို့အဲ့ဒီလိုအာမခံချက်ပေးမှခရတာတရားဟောတယ်ကဲ ဘုန်းကြီးကဓမ္မကြီးတွေပြန်ချုပ်ရပါယမဟာဘဂဝတောဓမ္မံသုတ္တဝါဧကောဥပကတောအပ္ပမတောအာတာပိပဟိတတောဝိရရေယံဗန္ဒီဘုန်းတော်ကြည်တော်မူပါသောမြတ်စွာဘုရားအဟံဘုရားတပည့်တော်သည်ဘဂဝတ္တဘုန်းတော်ကြီးမှတပင်ညူမြတ်စွာဘုရားဤယံဓမ္မံအကျင့်ဟောကြားတော်မူတဲ့တရားတော်ကိုသုတ်တော်ဝါနာကြားပြီးတော့ ဧကောတယောက်ထဲဥပကတောစိတ်ငြိမ်တဲ့နေရာရတ်သူကလည်းရဲ့အပ္ပမတောမမေမလျောတောတတိကလည်းရှိလည်းရဲ့အာတာပိပြင်းထန်သောလုံလာကဝိရိယကလည်းရှိလည်းရဲ့ဗဟိတတောနိဗ္ဗာန်သို့စေလို့အပ်သောစိတ်ကလည်းရှိလည်းရဲ့ဝိဟရိယရှင်ဘုရားဟောတဲ့တရားကိုအာထုပ်ပါမယ်ဘုရားဘယ်လိုလျှောက်တာမှန်ပါဘုရားညစွာဘုရား အဘိဓောကိုတရားအချင်းချုပ်ပြီးဟောပါတဲ့အတူချင်းလူရင်းဖြစ်တဲ့တရားကိုဟောပါဘုန်းကြီးကဒီပါဠိတော်ကြီးတော့ဘာသွားပေါ်လဲဆိုတော့ဟိုးဝက်လက်နေနဲ့ဒီဘင်းနေတဲ့ခြားရောက်ပါတယ်တရားဟောကန်ဒီမှာဘုန်းကြီးလည်းကြိုက်ရဓမ္မဂရိကဆရာတော်လာတယ်ဆိုတော့လူတွေကလည်းမေးတာမြန်တယ်ဘုရားအဲ့ဒါတရားလေးမျိုးရောက်ကစောင့်နေတော့တရားတယောက်ကဘာမေးလဲဆိုတော့ကိုတော်ကနေ့ညဘာတရားဟောပါလဲတဲ့ ဒဂါကြီးကပလင်မော်ရောက်မှချင်းနေကြီးဟောပြောတာပေါ့ဆိုတော့အာကိုတော့ဟောမယ်တရားနှလုံးသွင်းခဲ့ရပါပေါ့ပလင်မော်ကြမှာကိုနှလုံးသွင်းလာတဲ့တရားတစ်ခုကိုဟောတာပေါ့လို့ဆိုတော့အဲ့ဒါဒီဟောမနေနဲ့ကိုတော့နိဗ္ဗာန်မြန်မြန်ရောက်တဲ့တရားဟောဟုတ်လားအဲ့တော့ဘုန်းကြီးကပြောတယ်ဒဂါကြီးကနိဗ္ဗာန်ဆိုတာခမရထားလို့ကျုပ်တောင်ဘယ်နေမှမသိသေးဘူးတော့ဟုတ်လား ဩတဲ့လူတော့နိဗ္ဗာန်ပဲနေမှမသိသေးဘူးဟုတ်လားနိဗ္ဗာန်ရောက်ကြောင်းတော့ကပြောနိုင်တာနော်မှန်ပါပါဒီတော့ဘာကြီးရကအချင်းချုပ်တရားဟောပါဆိုတော့မြတ်ဟောခိုင်းနေအာမတံကျက်သူပေးတယ်အရှင်ဘုရားဟောတဲ့တရားကိုစိတ်ညင်အားရပေါ်မမိတယောက်ကြီးတဲ့နဲ့ကျိုးစားပန်းသာအသက်နဲ့ခန္ဓာကိုယ်ကိုစွန့်ပြီးတော့တပည့်တော်အာထုပ်ပမယ်ဖရာလို့ဒီလိုအာမတံကျက်ပေးတယ် ဲ့ဒကမာကြီးတို့ကအဲ့ဒီဘုရားဟောတဲ့တရားကိုအားထုတ်ပါလားထုတ်ပါလားဘာနေဘုန်းတော်ကြီးတော်မူပါသောမြတ်စွာဘုရားအံဘုရားတပည့်တော်သည်ဘဂဝတ်တော်ဘုန်းတော်ကြီးမာသာဘိညုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးရဲ့ယံဓမ္မအရှင်ဟောကြားတော်မူမဲ့တရားတော်ကိုသုတ်တော်ဝကြာကြာနာနာမှတ်သားပြီးတော့ ဤကိုတယောက်တည်းဥပက္ခတော့စိတ်ငြိမ်းတဲ့နေရာရတ္တုကလည်းရဲ့အပ္ပမတော်မမေ့မလျော့တော့တတိကလည်းရှိလည်းရဲ့အာတာပိကိုနဲ့အသက်မငဲခွက်ပဲရက်စဒိဋ္ဌံပြင်းထန်သောလုံးလာဝရိယကလည်းရှိလည်းရဲ့အသက်လည်းမငဲရဘူးလေခန္ဓာကိုယ်လည်းမငဲပါဘူးတဲ့အသက်လည်းမငဲဘူးခန္ဓာလည်းမငဲပါဘူးအသက်ခန္ဓာတော့မငဲဘူးဆိုတော့ပစ္စည်းဥစ္စာကို ထည့်ပြောစရာမလိုတော့ဘူးเนาะပဟိတတောအချိန်တိုင်းအချိန်တိုင်းမှာစိတ်ဓာတ်ကလည်းနိဗ္ဗာန်သို့စေလွတ်အပ်သောစိတ်ကလည်းရှိလျက်နိဗ္ဗာန်ကိုညွတ်ကိုင်းတဲ့ဘာရှိရစိတ်ရှိအခုဒကမကြီးတို့စိတ်ပဲရောက်ဘယ်ရောက်လဲဘယ်ညွတ်ကိုင်းတာလို့စိတ်ထဲရောက်နေအောင်မလို့ စိတ်ဓာတ်ကလည်းနိဗ္ဗာန်ကိုညွတ်ကမ်းသောစိတ်ဓာတ်ရှိပြီသူအားထုတ်မယ်လို့ဒီလိုအာမခံချက်ပေးတာနော်အဲ့ဒီလိုအာမခံချက်ဒီအလီလီဆင်းဆင်းပေးတော့ဒီတော့မြတ်စွာဘုရားကဘာဟောလဲဆိုတော့မြတ်စွာဘုရားကတိနာယီတွန်ဘာဟိယအာဒီမေဝဝိသောတေဟိကုသလေသူဓမ္မေသူတဲ့ဘာဟိယယဟန်တော်ကြီးဘာဟိယတိနာယီဒီလိုဆိုလျင် ကုသလေသူကုသိုလ်တရားတို့၌အာတိမေဝအစကသာလင်ဝီသောတိဟိသုတ်တင်လောကာယီယဒါလို့ဆိုရင်ကုသိုလ်တရားတို့၌အစကသုတ်တင်ပါဒါရဲလေကုသိုလ်တရားတို့၌အစကသုတ်တင်ဆိုတော့ဇာတာကထောင်းတော့ပြီနော်